ကဲအားလုံးပဲဒီဗီဒီယိုဖိုင်လေးကတော့ Unified Reflection ရဲ့နောက်ဆုံးဗီဒီယိုဖိုင်ဖြစ်ပါလိမ့်မယ်5.2ရဲ့ခေါင်းစဉ်ရဲ့အောက်မှာကျွန်မရှိမှ stage တွေအကြောင်းလည်းပြောထားခဲ့ပြီးပါပြီနောက်တစ်ခါ model ၅ခုအကြောင်းလည်းပြောထားခဲ့ပြီးပါပြီအခုဒီဗီဒီယိုဖိုင်ကတော့ practical ways of improving your own reflective thinking and brighter ပေါ့နော်ပြန်ပြောင်းဆင်ခြင်တွေးခေါ်ခြင်းနဲ့ပြန်ပြောင်းဆင်ခြင်စဉ်းစားခြင်းအလုပ်တွေဟိုပေါ့နော်တိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတော့ အဓိကလှုပ်လို့ရတဲ့နီလန်းနေအကြောင်းကိုပြောပြသွားမှာပါ5.2ရဲ့နောက်ဆုံးကောင်းစဉ်ဖြစ်ပါတယ်ဒီ5.2မှာပါနေတဲ့ကောင်းစဉ်လေးတွေဟာဆီယမတို့တွေရှေ့တုန်းက intro video file လေးထဲမှာကျွန်မ unit file နဲ့ပတ်သက်ပြီးတော့မှ assignment ရေးရမယ့် topic လေး၅ခု၃ sorry ၃ခုအကြောင်းကိုပြောသွားခဲ့တယ်အဲ့၃ခုမှာပါနေတဲ့ assignment ကဒီ5.2ပေါ်မှာပဲအခြေခံပြီးတော့မှရေးရမယ့်ဟာလေးတွေပေါ့နော်ဒီ video လေးရဲ့အဆုံးမှာလည်း အဲ့ဒီ assignment topic လေးတခုကြောင်းပြန်ပြီးတော့မှရှင်းပြပါမယ်။အခုလောလောဆယ်ကတော့ကိုယ့်ရဲ့ reflective thinking reflective practice တွေကိုတိုးတက်အောင်လို့ vanilla နေသုံးမလဲဆိုတဲ့ဟာလေးကိုအရင်ဆုံးနားထောင်ကြည့်အောင်။ကျွန်မတို့ education module ရဲ့ကျန်စာမျက်နှာမှာရှိမလဲဆိုတော့ကျွန်တော်တို့တွေအားလုံး5.2.2ဆိုပြီးတော့ improving reflective thinking and practice ဆိုပြီးတော့မှာစာမျက်နှာ162မှာရှိပါတယ်။ 162ကနေပြီးတော့မှသူရဲ့စာကတော့164အထိဖြစ်ပါလိမ့်မယ်။အဲ့တော့ technique လို့ပြောမယ်ဆိုရင်အဲ့မှာ technique မှာ5ခုရှိပါတယ်။စောက်ထဲမှာကတော့ A B C D E အထိရေးထားရပါတော့။အဲ့တော့ပထမဆုံးဒီ technique လို့ပြောမယ်ဆိုရင် technique တွေထဲမှာပထမဆုံး technique ကကြတော့ writing text keeping journal ပေါ့နော်။ကိုလုတ်ခဲ့တဲ့အလုပ်တွေအကုန်လုံးကိုသူက အရင်ဆုံးရေးချခိုင်းတာပေါ့နော်ရေးလိုအပ်မဲ့အလုပ်တွေအကုန်လုံးစာချရေးတာပါတဲ့နောက်တစ်ချက်ကကျတော့ compiling portfolio portfolio ဆိုတာကကျတော့လူတစ်ယောက်ရဲ့ achievement အောင်မြင်မှုတွေအကြောင်းသူ့ရဲ့အလုပ်တွေအကြောင်းနောက်တစ်ခါဆရာမတွေပြောလိုက်တဲ့ feedback တွေအကြောင်းသူက compiling စုစည်းထားပါတဲ့ကိုနဲ့သက်ဆိုင်မယ်ဆိုရင်သက်ဆိုင်တဲ့အရာတွေအကုန်လုံးစုစည်းခိုင်းတာနောက်တစ်ချက်ကကျတော့သူက socratic method ပေါ့နော် socratic question လို့ခေါ်ပါတယ် ဟိုဆင်မတို့ကြားဖူးမှာပါ great great ခေါ်ပညာရှင် socrates အဲ့ socrates ကိုပဲပြောတာပါ socrates question ဆိုတာကမိခွန်းနေအဆက်မပြတ်မိခိုင်းတာပေါ့နော်အလုပ်တစ်ခုလုပ်ပြီဆိုရင်သူက answer အဖြေတွေရဖို့အတွက်ကိုမိခွန်းနေကိုတောက်လျှောက်မိခိုင်းပြီးတော့မှအဲ့မိခွန်းနေကိုရအောင်လို့ဖြေခြင်းအဖြစ်ကိုဘာလုပ်ရမလဲဆိုရင် insight တွေရလာအောင်လို့လုပ်ခိုင်းတာအန်ဒီလန်လေးပါနောက်တစ်ခုကကျတော့ IPR IPR ကကျတော့သူက interpersonal process record လို့ခေါ်ပါတယ် တော့ IPR ကလည်းအဲ့လိုပဲကိုလုတ်ခဲ့တဲ့အလုပ်တွေအကုန်လုံးဗီဒီယိုလေးရိုက်ထားပြီးတော့မှအဲ့ဒါလေးကိုပြန်ပြီးတော့မှဖြည်းဖြည်းချင်းပြန်ရစ်ကြည့်တာပေါ့နော်။ Now reflective teams and action research အဲ့ဒါကတော့ဒီ reflection team ဆိုတာကကိုလုတ်ခဲ့တဲ့အလုပ်ကိုပေါ့နော် audit ဝင်တယ်လို့မျိုးပြန်ပြီးတော့မှ reflection လုတ်ပေးနိုင်မယ့်အဖွဲ့အစည်းတွေနဲ့နောက်က action research တွေ research လုပ်ကြည့်ခြင်းအဖြစ်သူကပြန်ပြီးတော့မှစစ်ဆေးကြည့်တာကိုပြောတာပါ။ဒီနည်းလဲ၅ခုကိုအသုံးမယ်ဆိုရင်သူက ကိုယ့်ရဲ့ reflective thinking တွေ reflective practice တွေပို့ပြီးတော့မှအားကောင်းလာနိုင်ပါတယ်ဆိုပြီးတော့ပြောထားပါတယ်အဲ့တော့ပထမဆုံးနည်းလမ်းကတော့ writing text ပေါ့နော် writing text ဆိုတဲ့နေရာမှာ keeping channel လို့လည်းခေါ်ပါတယ် channel ဆိုတာကတခြားဟာဘာမှပြောတာမဟုတ်ပါဘူးကိုလုပ်ခဲ့တဲ့အလုပ်တွေအကုန်လုံးသူကရေးချခိုင်းတာကို channel လို့ခေါ်ပါတယ်ဆိုတော့အဲ့ channeling လုပ်တဲ့နေရာမှာသူက for student ရယ် for teachers ရယ်ဆိုပြီးတော့မှနှစ်ခုရှိပါတယ်နှစ်ခုခွဲပြောထားပါတယ် Janel self as a permanent records of thoughts and experience အဲ့တော့ចောင်းသားတွေအတွက်ဆိုရင်အဲ့လိုမျိုးကိုလုတ်ခဲ့တဲ့အလုပ်တွေကိုရေးချထားခြင်းအပြင် permanent records ဆိုတာကမှတ်တမ်းမှတ်ရာတည်တည်ချာချာရှိပါတယ်တဲ့ကိုယ့်ရဲ့အတွေ့အထိကိုယ့်ရဲ့အတွေ့အကြုံတွေကိုမှတ်တမ်းမှတ်ရာထားသလိုဖြစ်သွားတယ် Now journals provide a means of establishing and maintaining relationship with instructor ဒီ journal ကိုကိုရေးထားခဲ့တဲ့စာတွေကိုပြပြီးတော့မှကိုယ့်ရဲ့ဆရာတွေကိုပြလိုက်ခြင်းအပြင်သူက ဆရာတွေနဲ့ establishing relationship ဆိုတာကဆက်နွယ်မှုပေါ့နော်ရရှိစေတယ်ပြီးရင်ဆရာတွေကပြန်ပြီးတော့မှ check လုပ်မယ် feedback ပေးမယ်အဲ့တော့ဆရာတွေနဲ့ဆက်နွယ်မှုကိုလည်း maintain ထိန်းသိမ်းထားရကြပါတယ်တဲ့နောက်တစ်ခုကကျတော့ channel ရေးခြင်းအဖြစ်ပေါ့နော်ကိုလောက်ရမယ့်အလုပ်တွေကိုအသေးစိတ် detail diary လေးရေးထားခြင်းအဖြစ် journaling လုပ်ထားခြင်းအဖြစ်သူက safe outlet for personal concerns and frustration ကိုယ့်ရဲ့ concern ပိုတွင်းမိတဲ့အကြောင်းအရာလေးပေါ့နော်ကိုစိတ်ဝင်စားရှိတဲ့အကြောင်းအရာလေးနောက်က frustration ကိုစိတ်ထဲမှာနည်းနည်းလေးကတိကောင်းဖြစ်တဲ့အရာလေးကိုလည်းသူက safe outlet ဆိုတာကဟိုရင်ဖွင့်လိုက်တယ်လို့ဖြစ်သွားပြီးတော့မှသူကဟိုကောင်းတဲ့နေရာဖြစ်ဖွင့်ထုတ်လိုက်တယ်လို့ဖြစ်သွားပါတယ်တဲ့။ Now Janessa NX to internet dialogue အဲ့တော့ dialogue အနေနဲ့လည်းသူကထင်ထင်ထားလို့ရပါလေတဲ့အဲ့တော့အဲ့ဒီအချိန်မှာဘာတွေဖြစ်ထားခဲ့လဲအသေးစိတ်လေးပြောထားခြင်းအပြင်သူက dialogue လေးတွေကိုကိုကိုပြန်ပြီးတော့ reflection လုပ်နိုင်မဲ့ dialogue လေးတွေဖြစ်ပေါ်လာစေပါတယ်တဲ့ဒါကចောင်းသားတွေအတွက်ကိုကောင်းစေတဲ့အချက်တွေပေါ့နော် နောက်တစ်ခုကကြတော့ပါလဲဆိုတော့ဆရာတွေအတွက်ကိုဘာတွေကောင်းစေလဲဆိုတော့အဲ့တော့ channel လေးတွေရေးထားခြင်းအပြင်သူက surface window into student thinking and learning ចောင်းသားတွေရဲ့တွေးခေါ်မှုနဲ့လေ့လာသင်ယူမှုကိုကျွန်တော်တို့ကနေပြီးတော့မှဒီចောင်းသားတွေရေးထားတဲ့ channel လေးတွေအနေနဲ့တစင်သူက windows ပြင်ပေါက်လေးလိုမျိုးပဲသူဘာတွေတွင်းနေလဲဘာတွေခံစားနေရလဲဆိုတာကိုလည်းလှမ်းကြည့်နိုင်တဲ့ပြင်ပေါက်လေးတွေဖြစ်လာစေပါတယ်တဲ့။နောက် channel channel ဟိုကြည့်ခြင်းအပြင်ဒါကတော့အပေါ်မှာပါတဲ့ဒုတိယ channel တူတူပါပဲ။ channel ရေးခြင်းအပြင်ဆီယမားတွေနဲ့ဆက်နွယ်မှုကိုတည်ဆောက်နိုင်တယ်လို့ပြောသလိုမျိုးပဲ channel လေးတွေကိုဖတ်ပေးခြင်းအပြင်ចောင်းသားတွေနဲ့ဆက်နွယ်မှုကိုတည်ဆောက်နိုင်တယ်။ နောက်တန် channel လေးတွေကိုပြန်ကြည့်ခြင်းအပြင်သူက dialogical teaching tool ဆိုတာကဘလို့အကြောင်းအရာလေးတွေကိုကိုတင်ပေးရမလဲဆိုတဲ့ဥစ္စာကိုလည်းတခါလေကျောင်းသားတွေရေးထားတဲ့ channel အနေနဲ့တစ်ဆင့်သိရှိစေပါတယ်တဲ့အဲ့တော့ writing text keeping channel ဆိုတဲ့ဥစ္စာကပထမဆုံး technique ပေါ့နော်အဲ့တော့ဒုတိယ technique ကကြတော့ဗာလဲဆိုတော့ combining portfolio combining portfolio ကတော့စာမျက်နှာ163မှာရှိပါတယ် အဲ့တော့ compiling portfolio portfolio ဆိုတဲ့စကားလုံးလေးပေါ့နော်ဒါတွေကတော့ဆရာမတို့နည်းနည်းလေးအထူးဆန်းလေးဖြစ်ကောင်းဖြစ်နေလိမ့်မယ်အဲ့တော့ portfolio ဆိုတာကဘာလို့ရမှာလဲဆိုတော့ collection of evidence of person achievement လူတယောက်ရဲ့အောင်မြင်မှုတွေအကြောင်းကိုသူက collection of evidence ဆိုတာကတက်တည်တက်ကြရတွေစုဆောင်းတင်စီထားတာဥမာဆရာမတို့သင်တန်းတစ်ခုတက်လိုက်တယ် certificate လေးတွေတင်ထားတာမျိုးပေါ့နော် ။နောက် major piece တရားဝသူတို့လုံလိုက်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့မှသူက major piece လေးတွေအစိပ်ပိုင်းလေးတွေတင်ထားတယ်။နောက်ဆရာကြီးကနေပြီးတော့မှ comment လေးတွေပေးလိုက်တယ်။ဒါလေးကို feedback ပေးလိုက်တဲ့ဆိုရင်အဲ feedback လေးတွေကိုပြန်ပြီးတော့တင်စနစ်တကျ fine တွဲပြီးတော့တင်စီထားတယ်။နောက် reflective analysis ဆရာကြီးကနေပဲဖြစ်ဖြစ်ကိုကိုတိုင်းပြန်ပြီးတော့မှဝေဖန်သုံးသပ်ကြည့်တာပဲဖြစ်ဖြစ်အဲရလာတဲ့ရလတ်လေးတွေကိုလည်းတင်စီထားမယ်ပေါ့နော်။ အဲ့တော့အဲ့တော့ဒီက exam result တွေအပြင်ဥမာသူ့ရဲ့ overall development သူ့ဘဝတခြားလုံးမှာဘာတွေတိုးတက်လာလဲဆိုတော့စနစ်တကျသိသိထားရတာဖြစ်ပါတယ်။ဆရာမတို့ဆိုရင်အလုံးစားဝင်တဲ့ဟိုအလုံးခန်းစာကနေစပြီးတော့ယာရုတိုးလာတဲ့ဟာတွေပါမယ်။နောက်တစ်ခါကိုဘယ်ဘယ်ချိန်မှာခွင့်ယူထားလဲဆိုတဲ့ဥစ္စာတွေပါမယ်။တကယ်လို့ပြည်တွင်းပြည်ပ သင်တန်းနေရှိခဲ့တယ်ဆိုရင်လည်းအဲ့လိုသင်တန်းနေနဲ့ပတ်သက်ပြီးတော့မှရရှိလာတဲ့ certificate လေးတွေကိုတင်စီထားမယ်အဲ့ဒါလေးတွေကို file တွဲလေးနဲ့တင်ထားမယ်ဆိုရင်အဲ့ဒါကိုယ့်ရဲ့ portfolio ကို combine စုစည်းထားတာပဲဖြစ်တယ်အဲ့ portfolio လေးတွေကိုကြည့်ကြရပြင်ပါဘာ reflect လုပ်နိုင်မလဲဆိုတော့လူတစ်ယောက်ရဲ့ attitude တွေ value တွေနောက်ကသူ့ရဲ့ကျွမ်းကျင်မှု skill တွေသူဘာတွေကိုတက်မြောက်ထားလဲဆိုတဲ့ knowledge တွေအဲ့ဒါလေးကိုလည်း reflection ပြန်လုပ်နိုင်ပါတယ်တဲ့အဲ့တော့နောက်ထပ် technique တစ်ခုကကျတော့ဘာလဲဆိုတော့သူက socrates Socrates question Socrates question ဆိုတာကသူကဘာလဲဆိုတော့သူကအဖြစ်အပျက်တစ်ခုနဲ့ကြုံလာတဲ့အချိန်မှာအဲ့ဒီအဖြစ်အပျက်မှာသူက then providing good answer ချက်ချင်းဖြေပေးလိုက်တာမျိုးမဟုတ်ဘဲね asking a good question on occasion ဟိုဒီအချိန်ဒီမှာမေခွန်းလေးကောင်းတဲ့မေခွန်းလေးမေးလိုက်ခြင်းအပြင်ပေါ့နော်ထိမိတဲ့မေခွန်းလေးမေးလိုက်ခြင်းအပြင်သူကမေးခံရတဲ့လူကသူကိုယ်တိုင်ပြန်ဖြေပြီးတော့မှသူကိုယ်တိုင် insight ရသွားဖို့အတွက်ကိုပေါ့နော် မေးရတယ်မေးခွန်းဖြစ်တယ်ဟိုမလို့အပန်းနဲ့တသက်မှတ်ကြီးရစ်နေတာကြက်နေတာညစ်နေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီချိန်ဒီမှာဒီအဖြစ်ကိုသူကိုယ်တိုင်သိသွားတာចောင်းသားကကိုယ်တိုင်သိသွားတဲ့ဥစ္စာကပို့ပြီးတော့မှအဆင်ပြေတယ်ထင်တယ်ဆိုရင်အဲဆိုရင်အဲ့ချိန်မှာ security questioning လေးကိုမေးပေးလို့ရတယ် process by which educator use question ညာတော့ဖြင့်ဆရာတွေကကျောင်းသားတွေကိုဥမာ website တို့ဘာလို့မှာပေါ့เนาะမေးခွန်းလေးတွေမေးတတ်ကြတယ်။ to probe probe ဆိုတာအသက်သေပြတာ philosophical and value based decision ဒီမှာ philosophical ကြကြပေါ့เนาะနောက်က value based decision ဒီတံမိုးထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင်အဲ့တော့ student have knowingly or unknowingly သူသိတာတွေမသိတာတွေကိုတုံးပြီးတဲ့အခါကျတော့သူက use as a basis for therapeutic judgment ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့မှသူဆုံးဖြတ်ရတော့မယ်ဆိုရင်အထူးသဖြင့် website မှာပေါ့နော်လူနာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆုံးဖြတ်ရအောင်မယ်ဆိုရင် သူကဘာတွေကိုလုံနိုင်တယ်မလုံနိုင်ဘူးဘာတွေကိုသိတယ်မသိဘူးအဲ့ဒါတွေကနေတစင်ပေါ့နော်သုံးပြီးတဲ့အခါကျတော့ဆုံးဖြတ်လို့ရတဲ့ဟာကိုမေးခွန်းလေးတွေမေးပေးတာကို security question လို့ခေါ်ပါတယ်နောက်ထပ် technique တစ်ခုကကျတော့ဘာလဲဆိုတော့ IPR IPR ဆိုတာက interpersonal process record ပေါ့နော်ဒါကတော့ဘလိုနည်းနဲ့လဲလောက်တာလဲဆိုတော့သူက using video tape session ပေါ့နော် video tape လေးရိုက်ထားခြင်းအပြင်ကျောင်းသားတွေက to have student reflect on a previous counseling session အရင် previous counseling session တခုအကြောင်း video tape လေးရိုက်ထားပြီးတော့မှចောင်းသားတွေကိုပြလိုက်ခြင်းအပြင်ចောင်းသားတွေကအဲ့ video tape လေးကိုကြည့်ပြီးတော့မှဘယ်နေရာလေးကတော့လိုသေးတယ်ဘယ်နေရာလေးကတော့ကောင်းတယ်အဲ့လိုမျိုးလေးစင်ကြင်သုံးသပ်ပြီးတဲ့အခါကျတော့သူကသင်ပေးတဲ့ဥစ္စာကို interpersonal process protocol လို့ခေါ်ပါတယ်အဲ့လိုမျိုးလေးတွေပြန်ကြည့်လိုက်ခြင်းအပြင် student have the opportunity to bring to awareness their internal process လူတွေရဲ့ feeling တွေ attitude တွေနဲ့ပတ်သက်ပြီးတော့မှဒီလိုမျိုး session မှာ counseling session မှာ သူတို့တွေဘာတွေတွေ့ကြုံရမလဲဆိုတော့ internal process လေးတွေအကြောင်းကိုလည်းသူတို့သိလာဖို့အတွက်ကိုအခွင့်အရေးတွေရစေပါတယ်တဲ့အဲ့တော့အဲ့လိုမျိုးလေးတွေဗီဒီယိုလေးတွေနဲ့ကြည့်တဲ့အခါကျတော့ the student has complete control in stopping the tape when or when he or she record any talks သူဒီတွေးလေးတွေတွေးလာမိတဲ့အချိန်မှာ feeling တွေ impression တွေ conflict တွေ confusion တွေနောက်က internal dialogue တွေဒီအချိန်မှာသူတွေးလိုက်မိရတယ်ဒါလေးကိုခဏ pause stopping လုပ်ပြီးတဲ့အခါကျတော့သူပြန်ပြီးတော့မှ reflect လုပ်လို့ရတဲ့ဥစားလေးတွေပြန်ပြောတာ video tape လေးတွေညာနေကြည့်ပြီးတော့ reflection ပြန်လုပ်တာကိုအဲ့ဒါကိုသူကနံပါတ်၄ technique အနေနဲ့ပြောပါတယ်အဲ့တော့နောက်ဆုံး technique ကကြတော့ဘာလဲဆိုတော့သူက reflection team နေ action research တွေလုပ်ခြင်းအဖြစ်ပေါ့နော်ဒါကတော့ research တွေလုပ်တယ်ဘာညာဆိုတာကကြတော့သူက not a new methodology နည်းလမ်းအသစ်တော့မဟုတ်ဘူးဒါပေမဲ့အခုဒီနောက်ပိုင်းမှာပို့ပြီးတော့မှ increase attention အာယုံစူးစိုက်ပြီးတော့မှပိုတမိုးထားလာရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်တဲ့ တော့အဲ့လိုမျိုး research တွေလုပ်လိုက်တဲ့အခါမှာဆရာတွေကများသောအားဖြင့် researcher အနေနဲ့နောက်ကျောင်းသားတွေနဲ့ collaborative inquiry ပူးပေါင်းပြီးတော့မှစူးစမ်းရှာဖွေတာရှိမယ်။ဒီခါလေးကျရင်ကျောင်းသားတွေကသူတို့ဘာသာသူတို့ပဲ self study လုပ်ရတာတွေလည်းရှိမှာပေါ့နော်။အဲ့တော့အဲ့လိုမျိုးတွေလုပ်တဲ့အခါမှာ clear relationship between the reflective thinking and action research အဲ့တော့ reflective thinking လောက်တာနဲ့ action research လောက်တာနဲ့ကြားထဲမှာရှင်းရှင်းလင်းလင်းတီးဖို့အတွက်ကိုအကြံပြုချင်ပါတယ်တဲ့ could get direct feedback from his or her student ဆရာတွေအနေနဲ့ကျောင်းသားတွေစီကနေပြီးတော့မှ direct feedback လေးတွေပြန်ရလာမယ်နောက်တစ်ခါ can better evaluate what he or she does in their class အခန်းထဲမှာသူတို့ဘလောက်ထိကိုလုံနိုင်လဲဆိုတဲ့ဥစ္စာကိုလည်း evaluation ကောင်းကောင်းလုပ်နိုင်မယ် now give him or her the opportunity for more uh, sufficient course planning သူအနေနဲ့ပိုကောင်းတဲ့ course planning လုပ်ဖို့အတွက်ကိုပေါ့နော်ဘာတွေကိုဘလို့ လောက်ရမလဲဆိုတဲ့ဥစ္စာ planning လုပ်ဖို့အတွက်ကိုအခွင့်အရေးပေးတယ်လို့လည်းဖြစ်လာမယ်တဲ့ဒါကတော့နောက်ဆုံး technique ပါဆိုတော့ဒီနောက်ဆုံး topic ဖြစ်တဲ့5.2ရဲ့ practical ways of improving your own reflective thinking and practice ရဲ့အောက်မှာနည်းလမ်း၅ခုရှိပါတယ် writing text keeping journaling အဲ့မှာကျတော့ဘာတွေပါမလဲဆိုတော့ចောင်းသားနဲ့ဆရာအတွက်ဆိုပြီးတော့မှသူက benefits လေးတွေကိုခွဲပြီးတော့ပြောထားပြပါတယ်နောက်တစ်ချက်ကကျတော့ combining portfolio ပါ evidence လေးတွေကိုစုစည်းစုဆောင်းထားတဲ့ဥစားကို compiling portfolio လို့ခေါ်ပါတယ် so credit question ဆိုတာကအဖြေတစ်ခုကိုတိုက်ရိုက်ပေးလိုက်မဲ့အစားကောင်းမွန်တဲ့ question တစ်ခုမေးခြင်းအဖြစ်ပေါ့နော်ပိုကောင်းတဲ့ပိုကောင်းတဲ့အဖြေကိုရရှိစေမှာဖြစ်ပါတယ်တဲ့နောက် IPR IPR တော့ video tape လုပ်ထားတဲ့အကြောင်းအရာလေးတွေကို video လေးတွေကိုကြည့်ပြီးတဲ့အခါကျတော့ reflection ပြန်လုပ်ခိုင်းတာပါနောက်ဆုံး technique ကတော့သူက reflecting teams တွေနဲ့ပြန်ပြီးတော့လုပ်ကြည့်တာ action research တွေလုပ်ကြည့်တာဖြစ်ပါတယ်တဲ့အဲ့တော့ဒါကတော့ practical way ဆိုတဲ့ဥစ္စာပါအဲ့တော့ practical way ဖြစ်ပုံမှာသူကစာမျက်နှာ163ရဲ့အောက်ဆုံးသားလေးမှာ reflecting with other ဆိုပြီးတော့မှသူကကောင်းစဉ်တွေတခုပို့ပါလာပါတယ်အဲ့တော့တခြားလူတွေနဲ့တူတူတွဲပြီးတော့ reflecting လုပ်မယ်ဆိုရင်ဘယ်လိုနေရာမျိုးတွေမှာလုပ်လို့ရလဲပေါ့နော်အဲ့မှာသူက formal and informal opportunity ပေါ့နော်တရားဝင်ရရင်လည်းရမယ်တရားမဝင်ရတဲ့အခွင့်အရေးလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်အဲ့တော့ ဆရာမတို့တွေအချင်းချင်းတရားနဲ့တရားနဲ့ဂျူတီချိန်တဲ့အချိန်မှာဟန်နိုဗာလုပ်တဲ့အချိန်မှာနောက်တစ်ခါတင်းမီတင်ပေါ့နော် CNN လိုမျိုးတင်းမီတင်လေးလုပ်တဲ့အခါမှာတခါလေကျရင်တီချင်းဆက်ရှင်ဆိုတာကကိုယ့်ရဲ့ဝတ်ထဲမှာဖြစ်ဖြစ်ပေါ့နော်ဒီစာတင်ကြရတဲ့ပတ်သက်ပြီးတော့မှလုပ်တဲ့အခါမျိုးမှာ reflection လုပ်လို့ရပါတယ်တခါလေကျတော့လေကျမတို့ reading နဲ့ journal ဆို article ဆို attending and journal club ကိုကိုယ်တိုင်ဖတ်တာဖြစ်စေဒါမှမဟုတ် journal club တွေကိုတွားပြီးတော့မှတက်တာဖြစ်စေပေါ့နော်အဲ့ဒီအချိန်မှာကျမတို့ reflection လုပ်လို့ရပါတယ် networking meetings or conference အဲ့မှာကျွန်တော်တို့အစည်းအဝေးတွေလုပ်တဲ့အခါမှာ now case conference ဆိုတာက luna patient အကြောင်းကိုတင်ပြတဲ့ conference တွေမှာနောက်တစ်ခါကိုယ့်ရဲ့ mentor တွေနောက်က preceptorship တွေပေါ့နော်တစ်ခါဒီဆိုင်တွေလည်းကိုယ်ကျောင်းသားတွေလည်းဖြစ်ကောင်းဖြစ်မယ်သူတို့နဲ့အတူတူတွေ့ပြီးမှ discussion လုပ်တဲ့အခါမျိုးမှာလည်းကျွန်တော်တို့ reflection လုပ်လို့ရပါတယ် working with more experienced staff ကိုယ့်ထက်ပိုပြီးမှအတွေ့အကြုံရှိတဲ့အမတွေဆရာမတွေနဲ့တွေ့ပြီးမှအလုပ်လုပ်တဲ့အခါမှာလည်းအဲ့ဒီအချိန်မှာကျွန်တော်တို့ reflection လုပ်လို့ရပါတယ် maintaining တဲ့ professional portfolio အဲ့တော့ကျမတို့ရဲ့ဒီ portfolio တွေကိုထိမ့်သိမ်းထားတဲ့အခါမှာလည်းအဲ့အရာလေးတွေကိုပြန်ပြန်ကြည့်ပြီးတော့မှ reflection လုပ်လို့ရပါတယ်။တချို့ကျတော့ဟိုမှာခွဲခန်းနေတဲ့မှာမခွဲခင်မှာပေါ့နော် pre pre op မှာဆရာကြီးတွေဆရာမကြီးတွေပေါင်းပြီးတဲ့အခါကျတော့သူက clinical risk assessment တွေလုပ်တာရရှိပါတယ်။ Now clinical audit လာဆက်တဲ့အခါမျိုးမှာ web meeting တွေလုပ်တဲ့အခါမျိုးမှာအဲ့ချိန်မှာကျမတို့ရဲ့ reflection with other တခြားလူတွေနဲ့ပေါင်းပြီးတော့မှ reflection လုပ်လို့ရပါတယ်။ အဲ့တော့နောက်ထပ်ခေါင်းစဉ်လေးတစ်ခုပို့ပါလာတော့ဗာလဲဆိုတော့သူကစာမျက်နှာ164မှာ characteristics of environment and activity that prompt and support reflective thinking ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ reflective thinking ကိုပို့ပြီးတော့မှခေါင်းစဉ်မဲ့ပတ်ဝန်းကျင်မျိုးပေါ့နော်အဲ့တော့တချို့အခြေအနေတွေကကျတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေပြီးတော့မှ reflective thinking ကို barrier ထဲမှာအဲ့ဒါပါတယ်လေပတ်ဝန်းကျင်က reflective thinking ကိုအမပေးတဲ့ပတ်ဝန်းကျင်မျိုးဖြစ်ခဲ့မှာဆိုရင်အဲ့ဒါဆိုရင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ activity တွေကိုဘယ်လိုပုံစံဖြစ်အောင်လို့လုပ်ရမလဲဆိုတော့ပထမဆုံးတစ်ချက်ကကြတော့သူကဘာလဲဆိုတော့ provide enough wait time for the student to reflect when responding to inquiry ကျောင်းသားတွေကဒီလိုမျိုး inquiry စုံစမ်းစစ်ဆေးနေတဲ့အချိန်မှာသူတို့ enough wait time ဆိုတာလုံလောက်တဲ့အချိန်ထားပေးပါတဲ့ now provide emotionally supported environment အဲ့တော့စာသင်ခန်းထဲမှာဆိုရင်လည်းဒီ conclusion တွေနဲ့ပတ်သက်ပြီးတော့မှ re-evaluation လုပ်ဖို့အတွက်ကိုတိုက်တွန်းအားပေးခြင်းအပြင် reflection လုပ်ဖို့အတွက်ကိုဒီစိတ်ပိုင်းဆိုင်ရာ support ထောက်ပံ့မှုပေးနိုင်တဲ့ပတ်ဝန်းကျင်မျိုးဖြစ်အောင်လုပ်ထားပါတချို့ကျတော့ပြန်ပြီးတော့မှဝေဖန်တာပိုင်းခြားတာလုပ်ပြရင်တိတ်မကြိုက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကျောင်းသားကနေပြောမှမေးလာတဲ့မေးခွန်းပြန်ပြီးတော့ review လုပ်တဲ့ဥစ္စာမျိုးတွေအဲ့လိုမျိုးဆိုအားပေးရမယ်။ Now prompt review ဆိုတာကချက်ချင်းဒီ learning saturation မှာ what is known ဘာသိပြီးပြီလဲဘာမသိရသေးဘူးလဲဘာတွေကိုလေ့လာရအောင်လဲအဲ့ဒါတွေကိုလည်းချက်ချင်း review လုပ်မယ်။ Now provide authentic text involving a structured data to encourage reflective thinking during learning activity. ဒီလသင်ယူနေတဲ့အလုပ်တွေလုပ်နေတဲ့အချိန်တွေမှာ reflective thinking ကိုအားပေးဟိုအားပေးရရောင်းမဲ့ authentic text ပေါ့နော်အလုပ်တွေကိုလည်းကိုကပေးရမယ်တဲ့ Now from student reflection by asking question that sees reasons and evidence တောင်းသားကမေးလာတဲ့အခါမှာလည်းအဲ့မမေးခွန်းတွေကိုဖြေခြင်းအပြင်ပေါ့နော်ကိုကနေမေးပေးခြင်းအပြင်သူတို့အတွက်ကိုပို့ပြီးတော့မှ reason ကြိုးចောင်းဆင်ကျင်တက်လာမယ်။နောက်က evidence တက်တည်တက်ကရရှာနိုင်မယ်ပေါ့နော်။အထောက်ထားခန့်ကိုက်မှုမှာရှာနိုင်မယ်။ចောင်းသားရဲ့ reflection လုပ်တဲ့နီးလန်းကိုလည်းကိုကနေပြီးမှအားပေးရမယ်။ Now provide some explanation to guide student thoughts process during exploration. သူတို့စူးစမ်းရှာဖွေနေတဲ့အချိန်တော်တွင်းထဲမှာသူရဲ့ thought process အတွေးအခေါ်တွေနဲ့ပတ်သက်ပြီးတော့မှ guide လုပ်ပေးနိုင်မယ်။ရှင်းလင်းတဲ့ဥစ္စာရှင်းလင်းချက်တွေကိုလည်းအစိုးရကြိုပြီးထားရမယ်။ provide less structure learning environment ဒါ less structure ဆိုတာက ရစ်ချစ်ဖြစ်တဲ့အကြောင်းအရာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်။ចောင်းသားအနေနဲ့သူတို့တွေးလိုက်တဲ့ဟာကဘာတွေကအရေးကြီးရလို့ထင်လဲပေါ့နော်။အဲ့ဒါတွေကိုရှာဖွေဖော်ထုတ်နိုင်မယ်။ landing environment မျိုးထားပေးရမယ်ပေါ့နော်။ less structure ဆိုတဲ့အသေးပင်ကလုံးဝ structure မလုပ်ရတာတော့မဟုတ်ဘူးပေါ့နော်။ဘောင်တွေကနေမလွတ်သွားအောင်လို့တော့ထိမ့်ပေးရတယ်။ဒါပေမဲ့သူတို့ကိုဒီပုံစံအတိုင်းပဲတွေးရမယ်ဒီပုံစံအတိုင်းပဲရေးရမယ်အဲ့လိုမျိုး fix လုပ်တာမျိုးမဟုတ်တာကိုပြောတာပါအဲ့တော့နောက်တစ်ချက်ကကြတော့ social learning environment ဆိုရှယ်လန်နဲ့ environment မှာသူကဘယ်လိုဟာမျိုးပေးမလဲဆိုတော့ peer group ဆိုတာကမှာဆရာနဲ့တွဲနေလို့သူတို့အနေနဲ့ reflection လုပ်ရမှာရှိနေတယ်ဆိုရင် peer group work ပေါ့နော်သူတို့အချင်းချင်းစုစည်းခြင်းအပြင်နောက်က small group activity လေးလုပ်ပေးခြင်းအပြင် along the student to see other points of view တခြားလူတွေရဲ့ရှုထောင့်မြင်အမြင်တွေကိုလည်းနားထောင်နိုင်မှုလေ့လာနိုင်မှုအတွက်ကိုသူတို့ကိုအခွင့်အရေးပေးရမယ်အဲ့တော့နောက်ဆုံးတစ်ချက်မှာကျတော့ဘာ ਈ ပါမလဲဆိုတော့ចောင်းသားတွေရဲ့ ကျောင်းသားတွေရဲ့ reflection တွေကိုပို့ပြီးတော့မှအားပေးနိုင်အောင်လို့ provide reflective channel ဆိုတာကသူတို့အနေနဲ့ဘာတွေတွေ့ကြုံခဲ့ရလဲဆိုတဲ့ဥစ္စာကိုရေးချထားပေါ့နော်ရေးချထားပြီးတော့မှ give reason to support what they think သူတို့ဘလို့တွေးလဲဆိုတာအထောက်အကူပြုဖို့အတွက်ကိုသူတို့ reason စင်ကြိုးကြောင်းစင်ချင်းပြခိုင်းမယ် show awareness of opposing position တကယ်လို့ဒီဒီ shoot down နဲ့လုံးဝဆန့်ကျင်တဲ့ shoot down တွေရှိနေခဲ့မယ်ဆိုရင်လည်း အဲဆိုရင်လည်းအတိမတ်ပြုရမယ်ပြီးရင်ကိုတွေးလိုက်တဲ့ shoot out မှာဘယ်လိုမျိုး weakness ပေါ်တာအားနည်းချက်တွေရှိလဲဆိုတာကိုလည်းကိုကပြသရမယ်ပေါ့နော်အဲ့ဒါလေးတွေနဲ့ပြည့်စုံတဲ့အခါကျတော့မှဒီ reflective thinking ကိုအားပေးရရောက်တဲ့ပတ်ဝန်းကျင်ဖြစ်လာမှာဖြစ်ပါတယ်တဲ့ဆိုတော့ characteristics of environments and activity ဆိုတဲ့အောက်မှာအလုံးစုစုပေါင်း၉ချက်ရှိပါတယ် short question မိတတ်တဲ့စာလေးပေါ့နော်အဲ့တော့ဆရာမတို့စာရေးခိုင်းထားတဲ့ assignment လေးအကြောင်းကိုပြန်ပြောပါမယ်ဆရာမတို့အစာရေးခိုင်းတဲ့ assignment မှာ unify ရဲ့အောက်မှာကျမတို့ assignment topic လေး၃ခုရှိပါတယ်ပထမဆုံး topic ကဘာလဲဆိုတော့ describe how reflective thinking can improve your nursing practice ပေါ့နော်ဒီ reflective thinking လုပ်ခြင်းအပြင်ကိုယ့်ရဲ့ nursing practice ကိုဘယ်လိုမျိုးဘယ်လိုမျိုးပိုကောင်းလာစေနိုင်လဲပေါ့နော်အဲ့ဒါကိုသူကဘယ်လိုရေးရမှာလဲဆိုတော့ using the recent patient case လူနာရဲ့ case တစ်ခုအကြောင်းကိုပြောပြပြီးတဲ့အခါကျတော့အဲ့လူနာကို reflective manage လုပ်တဲ့အခါမှာ reflective practice ကိုဘယ်လိုအသုံးချလိုက်လဲဆိုတဲ့ဥစ္စာကိုရေးပါတဲ့နောက်တစ်ခုကကျတော့ဒီမှာ opportunity ပေါ့နော် reflecting with others ပေါ့နော် reflecting with others ကဒီ5.2ရဲ့နောက်ဆုံး video file လေးမှာပြောထားခဲ့ပါတယ်အဲတခြားလူတွေနဲ့ reflecting လုပ်တဲ့အခါမှာပေါ့နော် reflection လုပ်တဲ့အခါမှာ opportunity လေးတွေကိုသူကရည်ရွယ်ချက်ရှိရှိပေးရမယ်။ ဘလို့ပေးမလဲဆိုတော့ using the information in 5.2.2ဆိုတဲ့ဥစားကအလေးကိုပြောချင်တာလဲဆိုတော့ကျမတို့ဒီကောင်းစစ်လေးရဲ့ reflecting with others ပေါ့နော်တခြားလူတွေနဲ့ reflection လုပ်တဲ့အခါမှာဒီလိုမျိုးအခြေအနေမျိုးမှာ reflection လုပ်လို့ရတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို characteristics of environment and activity ကိုဒီလိုလေးဖြစ်အောင်လို့ကျမတို့တွေပြင်ဆင်လို့ရတယ်ပေါ့နော်အဲ့မှာမှကျမတို့ပဲနီလန်းလေးတွေတုံးလို့ရလဲဆိုတော့ဒီနီလန်း၅ခုတွေကနေပြီးမှတစ်ခုခုကိုတုံးပြီးတဲ့အခါကျတော့ ကိုယ့်ရဲ့ reflective thinking ကိုလုပ်ပေးလို့ရတယ်ပေါ့เนาะအဲ့တော့5.2.2မှာပြောထားခဲ့တဲ့ဒီနီလန်းလေးလေးရနေတစ်ဆင့်ပေါ့เนาะအဲ့မှာကျမတို့ကနေပြီးတော့မှာ describe a plan နဲ့ develop and describe a plan ဆိုတာကစီမံချက်လေးရေးဆွဲခိုင်းတာပေါ့เนาะအဲ့ဒါလေးရဲ့နောက်ဆုံးခေါင်းစဉ်ကကြတော့ဒီ critical thinking module ထဲမှာကျမတို့လေ့လာသင်ယူလိုက်ရတဲ့ top 3 things ကဘာတွေလဲပေါ့เนาะအဲ့ဒါကိုကျမတို့ရဲ့ lesson practice ဒါမှမဟုတ် daily life မှာဘယ်လိုပြန်အသုံးချမလဲဆိုတာလေး မေးခိုင်းရေးခိုင်းတာပါအဲ့တော့ဒါကတော့ unit 5ရဲ့ assignment topic သုံးခုပေါ့เนาะအဲ့တော့ unit 4မှာလည်း assignment topic လေးလေးရှိပါတယ်အဲ့တော့ unit 4နဲ့ unit 5နဲ့နှစ်ခုပေါင်းပြီးတဲ့အခါကျတော့ဆရာမတို့က assignment လေးတစ်ခုပဲတင်ပေးရမှာပေါ့เนาะ workout ကတော့1000နဲ့1200ကျားထဲမှာတင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဆရာမတို့တွေ assignment ဂျူရက်ဒိတ်တွေပါတယ်ရာ၈ရက်3လမှာ assignment တင်ရမှာဖြစ်ပါတယ်ဒီကြားထဲမှာအချိန်မီ assignment ဂျင်းနိုင်အောင်လို့ကျွန်မစာတမ်းလေးနေ့ လက်ချလေးမှပြန်ပြီးတော့မှမသိတာရှင်မရှင်းတာရှင်ပြန်မေးဖို့အတွက်ကိုအချိန်လေးပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုဖိုင်လေးတွေဒေါင်းလုဒ်လုပ်ထားပြီးတော့မှစာအုပ်လေးနဲ့ educational module လေးနဲ့တွဲတွဲပြီးတော့မှနားထောင်ကြည့်နော်မရှင်းတာရှင်ကျန်တာပြင်းနေနေ့ကနှစ်နာရီမှကျွန်တော်ကိုမေးလို့ရပါတယ်နော်